စနေသားသမီးကျွန်တော်ရဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါအဲ့တော့ကံကြမ္မာတလားစားအတွက်ဟောပြောပြီးတော့မှာဖြစ်ပါလေဒီဇင်ဘာလအတွက်ဘာလ25တော့ဒီဇင်ဘာလပြီးသွားတာနဲ့မြေကုန်သွားပါဖြစ်တယ်နော်အဲ့ကျန်နေဒီဇင်ဘာလအတွက်ဒါတော့တနက်ကဒါဒီကိနဲ့ဟောပြောပြီးတော့မှာဖြစ်ပါလေ ကနစ္စကောတိပါပဲနော်အဲ့တော့ပထမဆုံးနံပါတ်1ကပြားကလက်ရှိအခြေအနေစနေသားသမီးများပြောပြမှာဖြစ်ပါတယ်စနေသားသမီးလက်ရှိအခြေအနေရဲ့ကြောင့်ကြီးဆွမ်းမှုပေါ့နော်ညနေချင်းအားကောင်းမှုဖြစ်ပေါ်လာမှာဖြစ်တယ်လင်းလက်မှုအရှောင်တပ်ပမှုဟိုတန်စီထားတဲ့အကြစီလေးတွေအမြင်မဲ့နမိတ်ကပြားဖြစ်ပါတယ် အဲ့ဒါက Destar ဆိုတဲ့ဒွန်းချင်းကပ်ပြားလေးရညှဉ်းဆိုခြင်းဖြစ်ပါတယ်လက်ရှိအခြေအနေကိုရဲ့ရည်ရချက်ကိုရဲ့အနေထားဒီဟာကောင်းကြည့်ကြကောင်းလာဖို့ညှဉ်းချက်အားကောင်းဖို့ရှိပါတယ်လို့ဟောပြောပေးလိုပါတယ်နံပါတ်1အခွန်ကပ်ပြားလေးပဲဖြစ်ပါတယ်နံပါတ်1ကဥစ္စာပစ္စည်းနဲ့ပတ်သက်ပြီးဟောပြောပေးတော့ဖြစ်ပါတယ်။ဥစ္စာပစ္စည်းကကိုအချို့က နော်လိုချင်တဲ့ပစ္စည်းချက်ချင်းမရတော့ရောက်ထွက်ချင်တဲ့ပစ္စည်းတွေချက်ချင်းရောက်မထွက်တော့ပဲတန့်ကြနေရတဲ့ပေါ့နော်ဥစ္စာပစ္စည်းကြောင့်ဥစ္စာပစ္စည်းကြောင့်စိတ်ညစ်စရာကလေးအနေငယ်ကြုံမယ်ဥစ္စာပစ္စည်းနဲ့ပတ်သက်လို့အဲတော့ဥစ္စာပစ္စည်းနဲ့ပတ်သက်လို့ရှင်လဲကိုယ့်ရဲ့ကြီးခဲတွေနဲ့ပတ်သက်ပြီးတော့တချို့တွေစိတ်ညစ်စရာလေးတွေကြောက်လာတတ်တယ်ပေါ့နော်ဒါနဲ့ပတ်သက်လို့ရှင်လဲအဲ့ဒါကတော့အမ်ပါရာကိုခေါ်တဲ့ ဧကရကပ္ပလေးဖြစ်ပါတယ်ဘယံကပ္ပဖြစ်ပါတယ်ဥစ္စာပစ္စည်းနဲ့ပတ်သက်ပြီးတော့ရှိတော့ကဲနောက်ဆိုကဲဖြစ်တယ်နော်တူရောတူရောဖြစ်တတ်တယ်အဆင်ပြေတတ်တဲ့အနေအထားမျိုးတွေဖြစ်တတ်တယ်ပေါ့ဥစ္စာပစ္စည်းနဲ့ပတ်သက်ပြီးတော့မိတ်ဆွေအပေါင်းနဲ့ပတ်သက်ပြီးတော့ဟောပြောပေးမှာဖြစ်ပါတယ်မိတ်ကောင်းစီကောင်းတွေတူပွားလာမယ်မိတ်တေစစ်တေလည်းတူပွားလာမယ်ရဝရောရည်ရနေရောမိတ်ဆွေအပေါင်းနဲ့ကိုညီမသားအပေါ်မှာဖြစ်ပါတယ်ဝယ်စားလုပ်ငန်းတွေချိုးပေးမယ်မြေနဲ့ပတ်သက်တဲ့ကိစ္စရပ်တွေချိုးပေးမယ်ဖုန်းနဲ့ပတ်သက်တဲ့အကြောင်းအရာလုပ်ငန်းတွေ နော်ဒါမျိုးတွေအမြင်မယ်။နောက်ပညာတို့ပညာဆိုင်ရရပဲပညာရတွေလည်းကောင်းပါတယ်။ပညာရင်းနဲ့ပတ်သက်တဲ့ကိစ္စတွေလည်းကောင်းပါတယ်။ဒါတော့တခိုင်ပရပန်ဆိုတဲ့ကပြားလေးဖြစ်ပါတယ်။ဘုံကြီးကပြားလေးဖြစ်ပါတယ်။အလောက်ကန်နဲ့ပတ်သက်ပြီးတော့ဟောပြောပေးမှဖြစ်ပါတယ်။အလောက်ကန်ကန်ကကနော်လုပ်ငန်းကန်နဲ့ပတ်သက်ပြီးတော့အခါတလေမှာနောက်လုပ်ငန်းတိုးချဲ့ဖို့ကိစ္စတွေမှာအသင့်ပြတတ်ဖို့ဖြစ်တတ်တယ်။ လုံငန်းတစ်ခုတွားဖို့ကိစ္စတွေမှာဆိုရင်တော့နှောင့်နှေးကြံ့ကြာတတ်တဲ့အနေထောက်ဖြစ်တယ်။လက်ရှိလုပ်ငန်းတွေမှာအဆင်ပြေမယ်အောင်မြင်မယ်ကြိုးပမ်းမယ်။ဒီတဘောပဲအရေးကပြဿနာနော်။အဲ့တော့အလုပ်ကိစ္စနဲ့ပတ်သက်လို့ရှိရင်ဟိုကိုနှမ်းထားတဲ့ဂိမ်းမှာ80ရာခိုင်နှုန်းကျပြီး30ရာခိုင်နှုန်းတော့နည်းနည်းလေးကလိုက်ပေးရမယ်။ဟောပြည့်မီအောင်ကိုကဆွမ်းဆောင်ပေးရမယ်လို့ပြောမှဖြစ်ပါတယ်။ဒါအလုပ်ကိစ္စနဲ့ပတ်သက်ပြီးတော့နော်။ တို့ကိစ္စတွေမှာလုပ်ငန်းနဲ့ပတ်သက်ပြီးတော့နော်ဥနေပက်တာပဲနဲ့ဥထောင်ဆိုတဲ့အနေထားမျိုးတွေကဖြစ်တတ်တဲ့ဘောလို့ဒီကပြရလဲရည်ညွှန်းနေဒါတော့ကပြဒါပေမဲ့လို့တိတိကျကျကန်တက်ပြီးတော့လုပ်ငန်းတွေဆောင်ရမယ်ဆိုလို့ရှိရင်တော့အားလုံးဖြစ်ပါတယ်အောင်မြင်ပြဖို့ရောက်နိုင်တယ်လုပ်ငန်းနဲ့ပတ်သက်ပြီးတော့အဲဒါတော့လုပ်ငန်းမှာနော်အကောင်းဆုံးတွင်တွဲခြင်းပေါင်းတဲ့ဘကူအားသာချက်ရှိတယ်လို့ဟောပြောရမှာဖြစ်တယ်အဲဒါကတော့ဓမ္မဆိုတဲ့ကပြသဘောကပြလေးဖြစ်တယ်နမိခရီးပဲဖြစ်ပါတယ်နော် ပါသမီအောက်လက်ငယ်တိုင်းနဲ့ပတ်သက်ပြီးရောဟောပြောပြတော့မှာဖြစ်ပါတယ်။ပါသမီအောက်လက်ငယ်တိုင်းနဲ့ပတ်သက်ပြီးရောအဆင်မပြေမှုတွေနော်ကိုယ့်ရဲ့လုပ်ငန်းခွင်ထဲမှာဆိုလို့ရှိရင်အလုပ်ရှင်နဲ့အောက်လက်ငယ်တိုင်းနဲ့နော်ဆိုလို့ဆိုရင်အဆင်မပြေမှုအဆင်မပြေတာလေးတွေပြောရတဲ့ပြရနာလေးတွေရင်ဆိုင်ကျွန်တွေရတတ်တယ်ပေါ့နော်ပြရနာလေးရင်ဆိုင်ကျွန်တွေရတတ်တယ်အမှုပြရနာလေးလည်းကျုံဆောင်ရတတ်တယ်မိဘရဲ့နဲ့တာသမီကြားမှာဆိုလို့ရှိရင်တာသမီနဲ့ပတ်သက်ပြီးတော့နော် အထမင်းတို့တဲ့နေတရားပြောမကောက်စမကောက်တဲ့ကိစ္စရတယ်အိမ်မောဆင်းသွားတဲ့အနေအထားမျိုးတွေဖြစ်တတ်တယ်။သာသမီနဲ့ပတ်သက်ပြီးရောတစ်ခါမှကိုယ့်ရဲ့အိမ်တွင်းရဲ့အိမ်တော်ရဲ့ပြဿနာလေးတွေပါသူကဖြစ်တတ်တယ်နော်။သာသမီနဲ့ပတ်သက်ပြီးရောအိမ်မိသားစုဝင်တွေနဲ့မှဆင်းတာဦးနေပက်တော်ပဲနဲ့ဦးတော်ဆိုတဲ့အနေအထားမျိုးဖြစ်ပေါ်တတ်တယ်လို့ဟောပြောမှဖြစ်ပါတယ်။ဒါဆိုလို့ရှိရင်သာသမီနဲ့ပတ်သက်ပြီးရောကိုယ့်ရဲ့အိမ်တွင်းရဲ့ပြဿနာလေးတွေကျွမ်းနိုင်တယ်လို့ဟောပြောပြမှဖြစ်ပါတယ်။ဓာတ်ပဲဆိုတဲ့ကပ္ပယအောက်ချမှုပိုင်းစင်ရဆိုတဲ့ကပ္ပယဖြစ်ပါတယ်နော်။ ရန်တိုက်ခိုင်တဲ့ပတ်သက်ပြီးရောဟောပြောပေးမှဖြစ်ပါတယ်အတိုက်ခိုင်တာနေရတော့ဘာမှဆွေးနွေးမဖြစ်ဘူးတိုက်ခိုင်နေတဲ့ပတ်သက်ပြီးရောဘာမှလုပ်ဆရာလည်းမလိုတိုက်ခိုင်နေရတော့ကိုကအောင်မြင်တယ်နောက်ရန်နဲ့ပတ်သက်ပြီးရောသင်ရှင်းတယ်လို့ဟောပြောပေးမှဖြစ်ပါတယ်စနေသားသမီးကိုယ့်ရဲ့လှုပ်ဆောင်မှုလှုပ်ဆောင်မှုတိုင်းမှာလည်းကိုမစွမ်းနိုင်တဲ့ကိစ္စရှိခဲ့ရင်တောင်မှပဲအဖေဘက်ကကုညီမှုတွေမြင်နိုင်တဲ့ပုဂ္ဂိုလ်မမြင်နိုင်တဲ့ပုဂ္ဂိုလ်ရဆာကုညီနိုင်မှုတွေကြရှိမှာဖြစ်တယ်ဒါကြောင့်မလို့ရန်တိုက်ခိုင်မရှိဘူးလို့ဟောပြောပေးမှဖြစ်ပါတယ်ဒါကတော့ ဟာမစ်ဆိုတဲ့ကပ်ပြားလေးဖြစ်ပါသူတို့ဆင်ကပ်ပုံနာပါခွင့်ကပ်ပြားလေးဖြစ်ပါတယ်ဒီကပ်ပြားလေးကအရင်ကောင်းပါတယ်အခြေအိမ်တိုင်းနဲ့ပတ်သက်ပြီးတော့ဟောပြောပေးသွားမှာဖြစ်ပါတယ်အခြေအိမ်တိုင်းအရင်ကောင်းပါတယ်ကွဲကွာနေတဲ့ချစ်သူတွေပြန်ရောက်လာမယ်အခြေအိမ်နဲ့ပတ်သက်ပြီးတော့အဆင်မပြေသူတွေရှိထားလို့ဆိုရင်အဆင်ပြေမယ်တေချာဖို့အဆင်ပြေမယ်နော်ဒါအခြေအိမ်နဲ့ပတ်သက်ပြီးပြောရှင်းဖို့ရည်ဖြစ်မယ်အိမ်တိုင်းနဲ့ပတ်သက်ပြီးတော့ခင်ကတော့အထူးပြောပြရမလို့အိမ်တိုင်းနဲ့ပတ်သက်ပြီးတော့ရန်ကိုဆွပြတဲ့အိမ်တိုင်းဖြစ်မယ်။နော် ညီနိုင်ရေးတွေပြောရေးဆိုရေးကိစ္စရေးထပ်ပက်ကနေပြီးတော့အိမ်တော်ရေးတဲ့ကောက်တယ်လို့ခေါ်ပြောပြရဖြစ်ပါတယ်။အဲ့တော့အခြေအိမ်တော်ရေးဆိုတဲ့ကပ်ပြောက်ကြီးတဲ့ကတလပ်တလာပါဆိုတဲ့ကပ်ပေါ့နော်ချစ်တုံလူကပ်ဖြစ်တယ်ဆိုတော့တထားတဲ့ကြတာပေါ့ဗျာမေကြောက်တဲ့ကပ်ပြားနဲ့ရောက်ရှိနေတဲ့မေခွန်းနဲ့ကတထားတဲ့ကြတာပေါ့နော်အဲ့တော့အခြေခံကောင်းမယ်အိမ်တော်ရေးကံကောင်းမယ်လို့ခေါ်ပြောပြရဖြစ်ပါတယ်။ကျမ်းမာရင်လည်းပတ်သက်ပြီးတော့ခေါ်ပြောပြမှဖြစ်ပါတယ်။ ကျမကြီးမှာဘာမှပြုလို့ဆရာမလို့တော့အောင်ကောင်းပါလေကျမကြီးနဲ့ပတ်သက်ပြရစိုးရိမ်စရာမရှိပါဘူးသူကပြည့်နော်အဲ့တော့ကျမကြီးကောင်းတဲ့အပြင်အော်အလုပ်တန်းကြီးစီဝါကြီးတွေကတော့စီဝါကြီးတွေသူဥမော်လာမယ်ဆက်ပစ္စည်းတွေဇာဝေးဆက်ပဲကောင်းနေညာအောင်မြင်လာမှာဖြစ်တယ်နော်ပြိဘကအကြောင်းဝယ်နော်ဟိုတယ်နဲ့ခီးသွားစင်ကံပစ္စည်းတွေဟိုတယ်လုပ်ငန်းတွေဒီကိစ္စတွေလည်းအဆင်ပြေမယ်အောင်မြင်မယ်နော်နောက်ရှင်ရင်းငွေရှင်ရင်းငွေတွေလည်းရတတ်ပါလေနောက်ရှင်ရင်းငွေ နော်ရထားလို့ရှိရင်လည်းဒီပါတက်မယ်လို့စဉ်းစားပဲနေမှာနော်ဒီပါတက်မယ်အောင်မြင်မှုရမယ်အခြေအနေကောင်းခွင့်ကောင်းကောင်းနေနဲ့သိချမ်းသာစရာတွေနဲ့ကျွန်တော်ရမှာဖြစ်ပါတယ်ယောဂဝိနာမရှိပါဘူးနော်အဲ့တော့ Empress ဆိုတဲ့ကပြားလေးဖြစ်ပါတယ်ဆိုတော့ကကြတော့ Ikiri ဆိုတဲ့ကပြားဘယင်မဆိုတဲ့ကအမျိုးသမီးကိုညီမကပေါ်မယ်လို့ပြောရမှာဖြစ်ပါတယ်နော်အရာရင်းနဲ့ပတ်သက်ပြီးတော့ဟောပြောပြရမယ်ကပြားဟာ ဘာရာကြီးလည်းကောင်းပါတယ်တဲ့ဘာရာကြီးနဲ့ပတ်သက်ပြီးတော့ဆော့ဆော့ကောင်းအကူကြီးကဆော့ဆော့ကောင်းနေလဲရရှိမှဖြစ်ပါတယ်နော်ကိုယ့်ရဲ့လှုပ်ဆောင်မှုတိုင်းဟာအယောင်လေးအယောင်ကြီးလည်းရှိပါတယ်ဘာရာကြီးလှုပ်ပေးနိုင်မယ်ဆိုတော့ချက်ပိုကောင်းပါတယ်နော်ဘာရာကြီးလေးလှုပ်ပါလို့ပြောချင်ပါတယ်အဲ့ဒီကပြားလေးကတော့ diabetes ဆိုတဲ့မယ်လိုကပြားလေးဖြစ်ပါတယ်နော်အမျိုးသမီးကူညီမဆောက်ပုံမှာပေါ်ပါမယ်ဘာရာကြီးလှုပ်နိုင်လို့ချက်ပိုကောင်းပါတယ်နော်ကံကြမ္မာနဲ့ပတ်သက်ပြီးတော့ဟောပြောပြီးရက်ကပ်ပါတော့ အထူးပြောเสียမလို့လောက်အောင်မြေခွေနဲ့ကြောက်ရောက်တဲ့ကံကြမ္မာနဲ့ဆက်ရက်ဖြစ်တဲ့အတွက်တဝိဆော့ဖို့ကျွန်းဆိုကံကြမ္မာတဲ့ကပြားရဲ့ကံကြမ္မာလဲပေးမှာပဲနော်ကံကြမ္မာကိုခေါ်ပြမယ့်နေရာမှာကံကြမ္မာလဲပေးကြတဲ့အတွက်ကောင်းတော်ပြောလိုက်ခြင်းဖြစ်မယ်နော်ဒီညမှာကိုယ့်ရဲ့လုပ်ငန်းခွင်နေရာနေမျိုးကိုယ့်ရဲ့ရှိရင်အိတ်ကိုယ့်ရဲ့အဲရရှိနေရာနေမျိုးအိမ်ပြင်ထွက်ပြီးတော့လုပ်ငန်းဆောင်ရွက်ရတာမျိုးလဲရှိတတ်တယ်နော်ဥမာခေးသွားလိုက်ရမျိုးတွေလည်းစီးပွားရှိနေတယ်ဝန်ကြီးစီးနေပတ်သက်ပြီးတော့အရောင်းဝယ်ကိစ္စတွေစတဲ့ဖြစ်ပေါ့နော် အဲ့တော့အဲ့လိုကောင်းတော့ပြောလို့ချင်းနေအကြောင်းဝင်တဲ့ပတ်သက်တဲ့ကိစ္စတွေမြေမှာတက်ပြီးတော့လှုပ်ရှားမယ်အနေအထားမျိုးတွေလို့ပြောမှာဖြစ်ပါတယ်နော်အဲ့တော့ဘယ်လိုပဲဆိုကံကကောင်းတဲ့ဘက်ပါရှိတဲ့အတွက်သွားသည်ဖြစ်စီမသွားသည်ဖြစ်စီကိုယ့်အတွက်တော့ကံကောင်းမှုတွေကြုံမှာဖြစ်တယ်ကြီးသွားပြီးလုပ်ငန်းဆောင်တဲ့ကိစ္စရာသူပြောဆရာမလို့တော့အောင်ကောင်းမယ်ဒီကယူလျားတဲ့လဲပင်ရဆိုတာယူလျားတဲ့ကံကြမ္မာကပ်ပြဖြစ်တဲ့အတွက်ပေါ့နော် ဒါကပို့ပြီးတော့တို့ကပို့အားကောင်းတယ်လို့ပြောလို့ရှိပါတယ်။ဝိဆော့ပေါ်ပြ။ဒါကကြမှာကောင်းပါလေ။ငွေကြီးငွေကြီးလက်လက်ပါနဲ့ပတ်သက်ပြီးတော့ဟောကြောပြတတ်မှရှိပါလေ။စနေသားပြီးများအတွက်။စနေလတိုင်းဒီစံပါလစနေသားပြီးငွေကန်ရောက်ပါမယ်လက်လက်ပါလေပို့မယ်။နော်။ထင်းကျုံမှုလည်းရှိတယ်ငွေဝင်မှုစစ်စစ်မှုလည်းရှိတယ်။ကမ္ဘာနဲ့တကွာလူမှုကြနိုင်ငံကြားနဲ့ပတ်သက်တဲ့ကိစ္စရာတွေ။ကိုကြီးမဆောက်ပေါ်မယ်။အထယ်ထယ်လေးလုပ်ငန်းတွေကောင်းမယ်။ territory လောက်ကနေပတ်သက်ကတော့ twin threat တရားစရပစ္စည်းတွေလည်းအချို့ပြီးအောင်မှာဖြစ်တယ်နော်အဲ့တော့ကစတမတဲ့ကောင်းတယ်ငွေကြီးလက်လက်ပါလဲပွန်လာမယ်နော်ဒီမြေကျနိုင်ငံကျကိစ္စတွေကောင်းတယ်တဝါဆိုတဲ့ကပ်ပြားလေးဖြစ်ပါတယ်နော်တဝါဆိုတဲ့ကပ်ပြားလေးဖြစ်ပါတယ်နဂတ်တွေစမလပိုင်းရဲ့အပိတ်မှာတော့ကောင်းတဲ့ကပ်ပြားလေးဖြစ်ပါတယ် justice ဆိုတဲ့ကပ်နော်မနုဆာကြီးဆိုတဲ့ကပ်တရားတော်ကြီးကပ်ဆိုတော့ကိုဘွားမှာစမလပိုင်းမှာဂျင်နတ်အာရမူကြီးအပြေဝတ်နော် အကောင့်တကအကောင့်တွေထဲမှာတက်ရောက်တာကိုစနေကြသမီးကြီးတွေ့ရမှာဖြစ်ပါတယ်။သမရဘန်ထဲမှာတော့စနေကြသမီးကြီးကနော်နောက်ဆုံးပိတ်အိတ်နဲ့လွဲလွဲပြောရမလို့ဖြစ်ပါတယ်။အလောက်ကိုင်းလည်းကောင်းမယ်။ခွန်လန်းနေလည်းကောင်းမယ်။နာမည်ကိုသရင်နော်အဲ့တော့နာမည်ကိုယ်တိုင်နဲ့လည်းကြော်စောမယ်။နောက်ငွေကြီးလက်လက်ပါလဲပွန်လာမယ်။တမိုက်တည်းဘာမှဆိုရစရာမရှိဘူးနော်။အဲ့တော့အင်မတန်မှဂျင်နာအားမှုရှိတဲ့ စနေသားပြည်များတွင်နမိတ်ကျွန်တော်ရဲ့ဟောပြောမှုတွေပဲဖြစ်ပါတယ်။အဲဒါကောင်းကြီးကောင်းရရားတွေဘာလို့ဆောင်ရွက်ထားတဲ့လဲဆိုလို့ရှင်နွားနုတစ်ခွက်ဖျောက်လိုက်ပါ နွားနုတစ်ခွက်ဖျောက်လူပါနော်နွားနုတစ်ခွက်နွားနုတစ်ခွက်ဖျောက်လူပါမယ်နောက်တစ်ခုကအုံသီးပါတဲ့မုံအုံသီးပါတဲ့မုံဆိုတော့ဘာရှိမလဲနော်အုံသီးပါတဲ့မုံလေးကြီးလဲလှူပေးရမှာဖြစ်ပါတယ် ကောင်းသီးပါရမုံလည်းလှူပေးပါအဲ့နှမျိုးပေါ့ဗျာနှမျိုးတက်နိုင်တယ်မျိုးနှမျိုးလုံးတက်နိုင်တာနှမျိုးလုံးပိုကောင်းတာပေါ့နော်ကောင်းသီးပါရမုံလည်းလှူပေးပါဟုတ်ပြီဒါဆိုလို့ရှင်အရှောင်းအနေရဘာရောက်နေကျိုးပေးလဲဆိုတဲ့ခါကျအနည်းရောအနဲ့ရောအနည်းရောအနဲ့ရောကျိုးပေးပါတယ်အနည်းရောအနဲ့ရော အချူရောင်ကျိုးပေးပါတယ်အနေရောင်အနဲ့ရောင်အပြူရောင်ကျိုးပေးပါတယ်တလားအစားတော့အတွက်ကောင်းတဲ့နမိတ်ကတည်းကနော်အဲ့ရဲ့ရောင်နေကောင်းအဲ့ရဲ့ရောင်နေဆောင်းမယ်ဝတ်မယ်သွားမယ်လာမယ်လှုပ်ရှားမယ်ပေါ့နော်ကဏ္ဍနေရောင်တက္ကဏနှစ်ကဏ္ဍကိုကဏ္ဍနော်တက္ကဏရဲ့နှစ်ကဏ္ဍရဲ့ကိုကဏ္ဍရဲ့ခုနှစ်ကဏ္ဍရဲ့ကျိုးပေးမှဖြစ်ပါတယ်နော်ကဏ္ဍနေရောင်တက္ကဏနှစ်ကဏ္ဍခုနှစ်ကဏ္ဍကိုကဏ္ဍအကျိုးပေးပြီးတော့ကဏ္ဍကဏ္ဍနေတဲ့လားနေ့ အင်္ဂါနေ့စနေနေ့တွေကနေတူးနေမြတ်မြတ်ဖြစ်ကြပါလေစနေသားသမီးများတွေတနင်္ဂနွေနေ့တနင်္လာနေ့အင်္ဂါနေ့စနေနေ့တွေကစနေသားသမီးများတွေနေတူးနေမြတ်မြတ်ဖြစ်ကြပါဒီနေ့တွေမှာလည်းကိုယ့်ရဲ့ရည်ကြီးတဲ့ဆောင်ရွက်စရာကိစ္စတွေရှိနေဒီနေ့တွေမှာဆောင်ရွက်ဆိုလို့ရှင်တရနမိတ်ကကောင်းတယ်လို့ပြောပြထားပါလေအဲကျွန်တော်ရဲ့နမိတ်ကျွန်တော်ရဲ့ခொနရသားသမီးများအတွက်စနေသားသမီးများအတွက်ဆနလဒီဆနလပိုင်းဒီဇင်ဘာလအတွက်ကို ဟောပြောပေးလိုက်ရခြင်းဖြစ်ပါတယ်အားလုံးဒီဝါဆန္ဒပြကြပါစေစိတ်ချနာခြင်းကိုယ်ကျမ်းမှခြင်းများပြည့်စုံကြပါစေလို့ဆုကောင်းစွတ်တော်မြတ်တာဖုတ်တာပေးလိုက်ပါခင်ဗျာ